တတိယတဲ့စိတ်တွေကပုံစံကွဲသွားခဲ့ပါပြီ။အရင်ကလိုတန်ယုံစင်စိတ်နဲ့ပူပူလောင်လောင်တတိယနေတာမျိုးမဟုတ်တော့ဘူး။တမင်တွေးမိလို့ပဲဖြစ်ဖြစ်အမတ်မထင်တတိယသွားလို့ပဲဖြစ်ဖြစ်အစဉ်ပြေပြေရှိပါစေ။လောကဒဏ်ကြားမှာပျော်စရာတွေလည်းတွေ့ပါစေ။အထူးကြံစံခြင်းတွေဝေးပါစေလို့ မေတ္တာလေးတွေပို့ပေးလိုက်တယ်။ပတ်သက်ခွင့်မရှိတော့တဲ့အနေအထားမှာကျွန်တော်လှုပ်ပေးနိုင်တာဒီလောက်ပါပဲ။သင်္ကန်းစာတွေတပုံကြီးရခဲ့တာတော့စိတ်မနာတက်ခဲ့တဲ့ကိုကိုကိုလည်းအပြစ်တွေတင်မိတယ်။နောက်ဆိုရင်ကိုယ့်ရဲ့ယုံကြည်မှုတွေကိုဈေးပေါ်ပေါ်နဲ့မပေးမိအောင်တော့စူးစမ်းရအောင်